အားလုံးမင်္ဂလာပါရှင်။ကျမဒီတစ်ခေါက်ဆက်လက်ပြီးဆရာကြီးလူထုဦးလာရဲ့မနီးတဲ့ဘဝခရီးဆိုတဲ့ဝတ္ထုကိုအခန်းဆက်နေနဲ့ဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်။ခုနကပြောခဲ့တဲ့ရှစ်မှတ်၁၂မှတ်တန်တီးဆိုတဲ့အကျဉ်းသားရာထူးဟာလေတကယ်တော့ရဖို့ကမလွယ်လာပါဘူး။ဆယ်နှစ် ထောင်ကြတဲ့သူတယောက်ဟာလပေါင်း၂၀ထောင်တက်ရမှအရေးအသွေးကိုကြည့်ပြီးရှစ်မှတ်ပါရာရာထူးကိုရနိုင်တယ်။ ဒီရှစ်မှတ်ပါရာဟာလပေါင်း40ပြည့်အောင်ညကင်းပါရာဖြစ်တဲ့တာဝန်ထမ်းဆောင်ပြီးမှလောက်ရေကန်ရေကိုချပြီးစစ်နမှတ်ပါရာရာထူးကိုရမယ်။အဲ့ဒီစစ်နမှတ်ပါရာကိုလပေါင်း60အလုပ်လုပ်ပြီးတဲ့နောက်ဆိုင်ရာကအခြေအနေကိုစောင့်ကြည့်နေတယ်။သူ့နေရက်ကတကြီးနဲ့ရဲဌာနကဒီလူဟာအရင်ကပြစ်ချက်မရှိဘူးဘူး။ရိုးသားတဲ့သူဖြစ်တယ်လို့ထောက်ခံချက်လိုက်ရင်တော့တန်တေရာထူးကိုရနိုင်တယ်။ဒီလူတွေဒီရာဒူးမျိုးကိုမှတ်တာကတော့ ီယာလူကိုရရင်ရှော့ရက်တွေကတာမန်ထောင်သားတွေထက်များလို့ပဲသူတို့လည်းထောင်ထဲကနေမြန်မြန်ထွက်ချင်ကြမှာပေါ့ဒါကြောင့်ရာဓုမပြုတ်အောင် အထက်ကအလိုကျအောင်အောက်ကနာနာဖိတော့ဖိရင်ဖိရင်နဲ့ဘာတွေတိနေလာရတယ်လဲဆိုတော့ဖိလို့ရှိရင်လိုက်ရတယ်ဆိုတော့ကိုပါနားလေလာတယ်ဒီလိုဖြစ်လာတော့အောက်ကလူကိုအပြစ်ကြီးရှာတော့တာပဲအပြစ်မြင်တာနဲ့အထက်ကအလိုကျအောင်ရိုက်ဟဲနဲ့ဟဲနဲ့တော့ကြရော မရိုက်မနဲ့ပားဖက်အကြောင်းကိုလက်ထိုးတောင်းပန်ရတယ်။အဲ့ဒီခေတ်ကထောင်ထဲမှာအဆန်တမတ်လောက်စီးပြင်းလိုက်တလိုက်လောက်ဆိုတာကအင်မတန်လက်ကြီးပေါ့။အပြင်မှာတမိကလေးတယောက်တာရှိလို့ဥထွန်းတင်စီထောင်ဝင်စာလာတွေ့ရတူမရှိဘူး။ရန်ကုန်လာရတာကလည်းမလွယ်ဘူး။ထောင်ဝင်စာလာတွေ့ရတာကလည်းရှုပ်တယ်။မိန်းကလေးတယောက်အတွက်ဘေးမကင်းတာတွေကလည်းရှိတယ်။ဒါကြောင့်ဥထွန်းတင်ကသူ့တမိမတ်ခင်သူကိုသူနဲ့လာတွေ့နိုင်ဖို့မကြိုးစားစေချင်ဘူး။ တွေ့တော့လေအာကြီးကိုတွေ့ချင်တာပဲဒီတော့သူထောင်ကလွတ်ဖို့ကိုပဲဆူတောင်းနေညအိယာဝင်းရင်ဖယားမကတော့ပဲဖဲတော့မှဥထွန်းတင်ကမအိပ်ဘူးတမီလေးဘေးကင်းပါစေလို့ဆူတောင်းနေသူမြန်မြန်လွတ်ပြီးတမီလေးနဲ့အတူချမ်းချမ်းသာသာနေနိုင်ပြပါစေလို့ဤလို့ဆူတောင်းနေဒီလိုနေရာမျိုးမှာဖယားကိုပဲဖက်ရတာပဲတခြားအကူစရာကဘာမှမရှိဘူးရန်ကုန်ထောင်ကြီးတဲ့ရောက်ပြီးမကြခင်ပါပဲ သူ့အမှုအတွက်ဦးထွန်းတင်ကအယူခံလွားတင်တယ်။ရှေ့နေရှေ့ရက်ကြီးများနဲ့အယူခံဝင်နိုင်တာမျိုးမဟုတ်တော့ထောင်ယုံကလုပေးတဲ့အတိုင်းလက်မှတ်ထိုးပြီးတင်လိုက်ရတာပဲ။ထီထိုးထားတာနဲ့တော်တော်တူတယ်။အယူခံလွားတင်ထားပြီးကလေးကငါလွတ်သွားနိုင်တယ်။လွတ်လိုက်မယ်လို့ဦးထွန်းတင်ကညွန်နေချက်ထားတယ်။ဖယားမှပိုးပြီးဆူတောင်းတယ်။ပဇင်းဝင်တဲ့တုန်းကရထားတဲ့ကောင်းလို့ရရတရားစာတွေကိုရွတ်တယ်။တလှနေလို့လေဘာတဲ့င်းမှမရ။ လလချလို့လဲဘာမှမတရား1948ခု9လပိုင်းလောက်ရှောက်တော့မှအယူခံရှုံးတဲ့အကြောင်းဥထွန်းတင်သိရတော့တယ်အယူခံရှုံးပြီဆိုတော့ဒီတသက်ထောင်ကထွက်ရဖို့ညှို့လင့်ချက်မရှိတော့ဘူးပေါ့ခက်ပြီပေါ့ဒီတည်းရပြီနောက်ဘလို့ဖြစ်သွားတယ်မသိဘူးယူသွားတယ်လို့ပဲသူကတေတာပဲကောင်းတယ်ဆိုပြီးထမင်းမစားဘူးဂန်စီရေလည်းမတောက်တော့ဘူးမစားမတောက်ပဲနေတယ်ဆိုတာ ထောင်ထဲမှာတော်တော်ကိုကြီးတဲ့အဖြစ်တစ်ခုကိုကျူးလွန်တာပဲဒီလိုရိုးရိုးထောင်ကြအကျဉ်းသားတွေတဲကအစာငတ်ခံနေဆိုတာကအင်မတန်နေတယ်နိုင်ငံရေးသမားတွေကအစာငတ်ခံတိုက်ပွဲဝင်နေဆိုတာရှိတယ်ဦးထွန်းတင်ကတော့တိုက်ပွဲဝင်တာလည်းမဟုတ်ဘူးတည်သွားရင်ဒုက္ခတွေအေးမယ်ဆိုပြီးအလိုလိုတည်သွားအောင်တော့မစားပဲနေတာပဲဒီတဘောကိုထောင်အာနာပိုင်တွေကသိပါရဲ့ဒါပေမဲ့ပကြောင်ပဲဖြစ်ဖြစ်အစာငတ်ခံရင်တော့ကြည်နေလို့မဖြစ်ဘူးဦးထွန်းတင်အစာမစားပဲနေလို့ ကိုရက်လောက်နေတော့ထောင်မူကြီးဘာကီကရောက်လာပြီးသူ့ကိုစေးရုံတိုက်ကိုရွှေ့လိုက်တယ်။အစမ်းမစားတဲ့သူဆိုတော့တိုက်ပိတ်ခံရတာပေါ့။နောက်ခုနှစ်ရက်လောက်နေတော့ဘာမှတတိမရတော့ဘူး။သူတတိယလို့ကြိလိုက်တော့ထောင်စေးရုံတနေရာမှာရောက်နေတယ်။စေးရုံမှာဆရာဝန်ကြီးလောင်ဝန်စင်လက်ထောက်ဆရာဝန်ဘရူဝါနဲ့ဒေါက်တာ၆ဒရီတို့ကအစစအောင်ချုံဖို့ပြောကြတယ်။အယူခံရှုံးပေမဲ့အတနာခံစားဆိုရာရှိသေးတယ်။ ူတို့ကိုယ်တိုင်တရားဌာနကိုတင်ပေးမယ်လွတ်စေမယ်လို့ပြောကြတယ်။ဆရာဝန်တွေကချော့ချော့ကြွေးတာနဲ့ဦးထွန်းတင်ကလည်းနွားနို့စတဲ့အရေးတွေဒီနောက်အဖက်ပြော့ပြော့နဲ့စားစားတယ်။ဒီလိုနဲ့အာအင်ပြက်ပြေလာတယ်။တော်တော်နေကောင်းကျမ်းမှာအရှိလာတော့ဆရာဝန်များကိုဦးထွန်းတင်ကအတနာခံစားတင်ပေးဖို့လို့ဆိုရယ်ဒီလိုပြောတိုင်းတင်ပေးမယ်တင်ပေးမယ်လို့ပြန်ပြောတာပဲတင်တော့တင်မပေးဘူးထောက်မှာဆရာဝန်က လူမမာကုတကုတာတာဝန်ရှိတာအယူခံဝင်တာအတနာခံစားတင်တာတို့ကိုထောင်ပိုင်ထောင်မှုတို့ကသာလုပ်ပေးနိုင်တာကိုနောက်ပြီးအတနာခံစားတင်နေဆိုတာကထောင်ချနှစ်တော်တော်ကလေးကိုရှာမှတင်လို့ရတာအယူခံရှုံးနေဆိုတာနဲ့ကောက်တယ်လို့မရဘူးဒီစည်းကမ်းတွေကိုနားမလဲတော့ဆရာဝန်တွေပြောတာကိုဥထွန်းတင်ကယုံခဲ့ပြီးလွတ်မဲဆိုတဲ့မျှော်လင့်ချက်နဲ့အစာကိုပြန်စားတာပေါ့ အစမမှန်စားပြီးဆိုတော့ဆရာဝန်တွေကဥထွန်းတင်ကိုတိုက်ထဲမှာပြန်ထားရင်ဖြစ်ပြီလို့ထောင်ပိုင်စီကိုအကြောင်းကြားတယ်လေဒါကထုံးစံပဲစေးရုံတိုက်ကိုပြန်ပို့တော့စိုးတယ်ဆိုပြီးဆိုင်ရကခြေချင်းခတ်မဲ့တော့လုတ်သေးတယ်တီးတော့ဥထွန်းတင်ကခြေချင်းတော့မခတ်နဲ့လူပြီမှာမနေစေချင်ရင်သေပေးမယ်လို့ပြောတာနဲ့ထောင်မူကြီးဘာကီကိုရိုင်းကလာပြေးကောင်းကောင်းထားမယ်ကောင်းကောင်းနေပါခမင်းလက်စားပါ ဓမစ်မဆိုင်ရင်တော့ချောင်းအမှုထမ်းတွေအားလုံးထိခိုက်နိုင်တယ်လို့ကလားသံဝေးဝဲနဲ့ပြောပြီးပြန်သွားတယ်။ခြေချင်းလည်းမခတ်တော့ဘူး။သူဓမစ်မစားပဲနေတာချောင်းအာနာပိုင်များရဲ့အုတ်ချုပ်မှုကိုထိခိုက်တယ်ဆိုတာဥထွန်းတင်ကအဲ့ဒီတော့မှသဘောပေါက်တယ်လေ။အစတော့ဆေးရုံတိုက်ခန်းတစ်ခုမှာဥထွန်းတင်တယောက်သေးပဲထားတာပါ။ဒါပေမဲ့အကျဉ်းသားတယောက်သေးကိုတိုက်ခန်းတစ်ခန်းထဲမှာထားရင်ကြံမိကြံရကြံမယ်။သူ့ကိုယ်သူတတ်တည်ခြင်းတတ်တည်မယ်။ ဒီလိုလှုပ်ခဲ့တာရှိခဲ့ဘူးလေဆိုပြီးဘေကြီးချစ်မောင်နဲ့ခွေလေးတော်အေးမောင်ကိုဥထွန်းတင်တဲ့အတူနေဖို့ပို့လိုက်တယ်။တိုက်ခန်းတစ်ခန်းမှာလူ၃ယောက်ထားတော့တစ်ယောက်ကတခုခုလှုပ်ရင်ကျန်တဲ့ယောက်ကတည်နိုင်တယ်လေ။နှစ်ယောက်ပေါင်းလှုပ်တဲ့အကြံစီဆိုရင်လေကျန်တဲ့ယောက်ကမတိပဲမနေဘူး။ဒီတော့အများကြီးစိတ်ချရတာပေါ့။မဟုတ်တာလှုပ်တာကိုတိသူကမတားရင်တော့ဒါမှမဟုတ်အာနာပိုင်တွေကိုအတိမပေးရင်အဲ့ဒီ၃ဥစလုံးကိုစစ်ဆေးတယ်။ အရင်ယူစရာရှိရင်တော့ပြင်းပြင်းထန်ထန်ယူတယ်။ထောင်ထဲမှာနမေပေးအင်မတက်မြင့်တယ်။လက်ဖက်ကျွေးနေဖို့မလိုဘူး။ပေးလိုက်တဲ့နမေဟာတခါရဲကိုတွင်သွားတာပဲ။ဥထွန်းတင်ကိုလည်းလက်ကောက်ကြီးလို့ခေါ်နေကြပြီ။ထောင်လက်ကောက်ဆိုတာထောင်ထဲခဏခဏရောက်လာတဲ့အကျဉ်းသားလူရှုပ်လူလိမ်ထောင်လူလိမ်ဆိုရက်ဝေါ်ဟာရပဲ။လက်ကောက်မှန်းသိရင်တရားသူကြီးကလည်းတက်တက်ညံ့ညံ့မစင်စွားဘူး။ထောင်ထဲရောက်ရင်လည်းရှော့ရက်များများမရဘူး။ ဦးထွန်းတင်ကိုလက်ကောက်ကြီးလို့ခေါ်တာကတော့အဲ့ဒီအတိတ်ပဲမျိုးမဟုတ်ဘူးအသက်ကြီးတဲ့သူလည်းဖြစ်လက်ကလည်းတကယ်ကိုကောက်နေလို့နမိတ်ပေးကြတာလက်ဝဲဖက်လက်ကောက်ဝက်ကဖြူးမှရခဲ့တဲ့တန်ရာကြောင့်ကောက်နေတာမဟုတ်လားဦးထွန်းတင်နဲ့အတူနေဖို့ဆေးရုံတိုက်ကိုပို့လိုက်တဲ့ဝေကြီးချစ်မောင်တို့ခွေလီတော်အေးမောင်တို့ဆိုတာကလည်းထောင်ကပေးထားတဲ့နမိတ်ရီပဲဝေကြီးချစ်မောင်ဆိုတာကပေးလို့လို့ခွေလီတော်အေးမောင်ဆိုတာကတော့တောင်ငုံမြောက်ဖက် ခွေလေးတို့ရွာသားမှန်းတိကြလို့ပေးကြတဲ့နမည်တွေပဲပေကြီးချင်မောင်ကတော့ရာဇဝင်တွင်အောင်ကိုပေးတဲ့သူပဲထောင်မူထောင်ပိုင်တွေကသူ့ကိုအလုတ်ချပေးလိုက်ရင်ခဏတော့သူလုတ်တယ်နင်းနေမောလာရင်တော့ကောင်းကောင်းမလုတ်တော့ဘူးကတ်လာပြီခိုးလာပြီဒီလိုခိုးကတ်တော့တောင်ယာတန်းစီနဲ့တောင်ယာအလုတ်ကိုတာဝန်ယူထားရတဲ့ဂျမတာတွေကသူ့ကိုတစ်ခါနှစ်ခါပြုတ်မရရင်ဒုံနဲ့ရိုက်တော့တာပေါ့အေးရိုက်တော့မှပါဆိုတယ်ဘယ်လိုရိုက်ရိုက် တခါတဲ့အဲ့ဒီနေရာမှာလဲအိတ်နေတော့တာပဲဘလို့ပဲထက်ရရိုက်မထတော့ဘူးထမင်းလည်းမစားတော့ဘူးရေလည်းမတောက်တော့ဘူးညနေအလုတ်သိမ်းတယ်အိတ်နေတာပဲမထတော့ဘူးဒီလိုလုပ်နေတော့တောင်ယာတန်းစီနဲ့တောင်ယာအဆောက်ဂျမတာက ထောင်ပိုင်းတို့ထောင်မှုကြီးတွေကိုအကြောင်းကြားရတော့တာပေါ့ထောင်ပိုင်းထောင်မှုကြီးတွေကရောက်လာလဲသူကမထဘူးငကိုအတိုင်းအိတ်နေတာပဲလက်သမားတွေကြောက်တဲ့ နွားထန်တိညိုလိုမထရန်အိတ်နေတာလေဒီလိုနဲ့အိတ်ဆောင်ပိတ်ချင်းကလည်းနေလာပြီဒီအတိုင်းပြစ်ထားခဲ့လို့ကလည်းမဖြစ်ဘူးဒီတော့ဒေါသထွက်ထွက်နဲ့အမျိုးမျိုးရိုက်နဲ့နှိပ်စက်ကြတာပေါ့သူကတော့အသေးခံမဲ့ပုံပဲလှုပ်တော့မလှုပ်ဘူးဇွဲချွတ်တဲ့ဤမျိုးစုံကုံတော့တောင်ရတန်းစီနဲ့တောင်ရဂျမရာကလက်တစ်ဖက်စီကိုင်းထောက်မှုနဲ့တခြားဂျမရာတစ်ယောက်ကခြေတစ်ဖက်စီမှဆဲဆိုပြီး အိတ်ဆောင်တဲ့အရောက်ကိုတေပို့ကြရတော့တာပေါ့မတာပို့တာလို့လဲစေးရင်နဲ့ဂျမရာတို့ဝါရာတို့ကပြောနေကြလေရဲ့အေးအိတ်ဆောင်တဲ့ရောက်တော့မှတောင်ရတန်းစီတို့ဂျမရာတို့ထောင်မူးတို့ထောင်ပိုင်ကြီးနဲ့တမီးတွေကိုပါကော်ဆဲတော့တာပဲတကယ်ကတော့ထောင်ပိုင်မှာတမီးရှိတယ်မရှိဘူးဆိုတာလေသူသိတာမဟုတ်ဘူးမန်ရန်ပြီးတမင်ဆဲတာနောက်တနေ့မနေ့ရောက်တော့အကောင့်အတိုင်းပဲ မနေ့ကဘာမှမဖြစ်ခဲ့သလိုပဲအလုတ်ရှိတဲ့စီကိုတခြားသူတွေလိုပဲသွားနေတာပဲအလုတ်ခွင်ရောက်တော့လဲမနေ့ကအရိုက်ခံထားရလို့တကူလုံးရောင်ဖူးနေပေမဲ့လွတ်တာပဲမောလာရင်တော့ကလာပြီခိုးလာပြီဖောက်လာပြီဒုတ်ကင်တို့ပုတ်ကင်တို့ဆိုတာကသွေးမထွက်မကျိုးမသေးတဲ့အထိရိုက်နှက်ခွင့်ရှိတယ်လို့ဖြစ်နေတော့ဘယ်ချမ်းသာပေးလိမ့်မလဲဒုက္ခပေးတဲ့အကောင်းဆိုပြီးရိုက်တော့တာပေါ့ရိုက်ရင်တော့အဲ့ဒီအရိုက်ခံရတဲ့နေရာမှာပဲ ပြစ်လဲလိုက်တော့ပါပဲရွှွန့်တွေရှိရှိမစင်တွေရှိရှိမိုးတွေဘလောက်ပဲရွာနေနေဘလောက်နေပူပူသူကတော့မထဘူးအဲ့ဒီနေ့လဲမตาပို့တယ်လို့လေးရောက်မှပြီးအိတ်ဆောင်ကိုအရောက်ပို့ပေးရတာပဲထန်းသီးညိုရောင်နွားပေးပြီးကပ်ပြီးအိတ်ပြီးဆိုရင်မိမြိုက်မိရှို့တာတော့မထဘူးမဟုတ်လားအဲ့ဒီလိုဘေးကြီးချစ်မောင်ကိုမိနဲ့ရှို့စမ်းကြည့်ကြတယ်မိကိုခြေနဲ့ဆောင်းကန်ပြီးအိတ်မြေအိတ်တာပဲဒီလိုလောက်ပါများလာတော့ထောင်ထဲမှာဘေးကြီးချစ်မောင် ဘေကြီးချင်ပေါင်းနဲ့ဖြစ်လာတယ်။တခြားအကျဉ်းသားတွေသူ့ကိုအတုခိုးပြီးလိုက်လုံနေကြမှာဆိုလို့ထောင်အာဏာပိုင်တွေကသူ့ကိုတိုက်ထဲထည့်ထားကြရတာပဲ။ဒါကြောင့်ဥထွန်းတင်နေတဲ့စစ်ရုံတိုက်ကိုရောက်လာတာပေါ့။ခွေလီတော်အိမ်ပေါင်ကတော့အာကိုမကြည့်နဲ့တလို့လို့ညာကိုမကြည့်နဲ့တလို့လို့နဲ့ခန့်တန့်တန့်လှုပ်တယ်လို့ထောင်အာဏာပိုင်တွေကထုံးစံအတိုင်းအရေးယူလိုက်တာတဲ့။သုံးလလောက်ကြာတော့အခြေအနေက အများကြီးကောင်းလာတယ်။နေ့ပိုင်းမှာတိုက်မပိတ်တော့ဘူး။ညအိတ်ချင်းရောက်မှပဲတိုက်ပိတ်တယ်။ နေခင်မှာစေယုံဖက်အထိသွားနိုင်လာနိုင်တယ်။ဘေကြီးချစ်မောင်နဲ့ခွေလီတော်အေးမောင်တို့ကတဲအပေါက်အသင်ကောက်လာကိုတီတော့တိုက်ပိတ်တယ်ဆိုပေမဲ့မပိတ်တယ်လို့နေရတယ်လေ။နောက်ပြီးအခွင့်သားရင်သားတယ်လို့အပြင်ပုတ်အကျဉ်းသားတွေနဲ့တင့်အောင်ပေါင်းတယ်။တီတော့အပြင်က စားစရာတောက်စရာတွေလည်းရနေတာပေါ့။အပြင်ပုတ်မှာပါတဲ့အကျဉ်းသားတချို့ကထောင်ပိုင်ထောင်မှုအိမ်မှာအလုပ်လုပ်ပေးကြရတယ်။တချို့ကတောင်ယာမှာအလုပ်လုပ်ကြရတယ်။ဒီတော့စားစရာတို့စေးလိုက်တို့ရကြတာပေါ့ တွေကိုထောင်ထဲယူလာလို့ဖြစ်တဲ့လောက်လေးဖြစ်တာပဲအဲ့ဒီအပြင်ပုတ်အကျဉ်းသားတွေကိုသူတို့ကပေါင်းထားတော့သူတို့လည်းအစာအတော့ရောစေးလေရောမရှာဘူးတနေ့တော့စေးရုံအရှိဖက်ထောင်အုပ်ယူကြီးပုံမှာနဘက်ခုံဘူးအဆောင်အဆောက်အုံငယ်လေးတစ်ခုကိုစောက်ကြတယ်အမြင့်မှာစောက်ရတာဆိုတော့ညံလို့လေလေဒီညံကထောင်အုပ်ယူကိုမြည်ပြီးစောက်ရတာလည်းဖြစ်ပြန်အတွင်းဖက်ကညံစင်ထားတာလည်းဖြစ်နေပြန်တော့ ောင်ကနေထွက်ပြေးခြင်းနဲ့အကျဉ်းသားတွေကမျက်စိကျစရာဖြစ်နေတော့တာပေါ့တကယ်ကတော့ထောင်မှာအဲ့ဒီလိုဘယ်တော့မှမလုပ်ရဘူးအတွင်းဖက်ကညှန်းစင်ထားတယ်ဆိုတာကအင်မတန်အနည်းကြီးတာကလားဘေးကြီးချင်မောင်နဲ့ခွေးလီတော်အိမောင်တို့ကအတွေးတွေပေါက်လာကြပြီလေစေးယုံတိုက်တန်တိုင်ကိုဖြတ်ပြီးညှန်းစင်ထားတဲ့အုတ်ရိုးကိုကြော်တက်ပြီးထွက်ပြေးမယ်ပေါ့အပြင်ပုတ်တွေကိုတန်ဖြတ်လွှတ်မာလိုက်ကြတယ်ဦးထွန်းတင်ကတော့မင်းတို့ဘာသာကြည်လောက်ကြ ငါကတော့လက်ကလည်းမတန်လို့ညံ့နဲ့အပေါ်ကိုတက်ဖို့အုတ်ပြုတ်ရိုးကိုကြော်စင်းဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူး။မြင်းပြတ်မှာပြေးဖို့ဆိုရင်တော့ငါတို့နိုင်မှာပဲလို့ပြောပြထားတယ်။စေးယုံတိုက်အောက်ထပ်မှနေတဲ့အချင်းသားတွေကလည်းစောစောကသူတို့ပေါင်းထားတဲ့အပြင်ပုတ်ထွက်ရတဲ့သူတွေအပြင်ပုတ်ထွက်ရတဲ့သူဆိုတာက၃လသာထောင်ကြတဲ့အချင်းသားတွေပေါ့။သူတို့ကလွတ်ဖို့တလှလောက်အလိုမှသာအပြင်ပုတ်လိုက်ရတာ။ထွက်မပြေးတော့မဲ့လူမှအပြင်ပုတ်တဲထည့်ပြီး အလုတ်လုတ်ခိုင်းတယ်ဆိုတဲ့သဘောပေါ့ထောင်ပိုင်ထောင်မှုတွေကဥထွန်းတင်ဘေဂျီချင်ပေါ့ခွေလီတော်အိမ်ပေါင်တို့ကိုတိုက်ပိတ်ထားရမယ်လို့အမိန့်ပေးထားတယ်ပိတ်လဲပိတ်ထားတာပဲသုံးလလောက်ကြာလာပြီးတဲ့နောက်နေ့ပိုင်းဖွင့်ဖွင့်ထားပြီးတော့ကိုတော့ထောင်ပိုင်ထောင်မှုတွေကမသိဘူးအကျဉ်းသားတိုက်တန်းစီနဲ့တိုက်အင်ချက်ဂျမဒါကိုတော့ဘေဂျီချင်ပေါင်နဲ့ခွေလီတော်အိမ်ပေါင်တို့ကငွေ30စီပေးထားတယ်လေဘေဂျီကတော့ပတ်စံမရှိဘူး ခွေးလေးတော့ကပဲပေးနိုင်မယ်။ညမောင်တော့သုံးမလုံးတန်တိုင်းကိုအဲ့ဒီတန်ဖြက်လွှားနဲ့ဖြတ်တော်တာပဲ။တန်တိုင်းဖြက်ပြီလို့ပြောတာဥထွန်းတင်ကြားလိုက်တယ်။ဒီလိုဖြတ်နေတဲ့အချိန်မှာညဆောက်ဂျမတာလည်းမလာဘူး။လာရင်လဲစစ်ဖက်နှက်ကြီးကတကောက်ကောက်နဲ့ဆိုတော့လာတယ်ဆိုတော့ကိုအဝေးကြီးကလေးကအသိသားကြီး။တန်တိုင်းဖြက်ပြီမဲ့သူတို့ကထွက်မပြေးသေးဘူး။နောက်ပြီးသူတို့ကညံတော်တော်ကောင်းတယ်။တန်တိုင်းကိုအချက်သေးဖြတ်ထားတယ်။သူတို့ထွက်မှချိုးပြီးထွက်မှဆိုတော့ လက်ရခြေရမှာပြတ်ထားပြီးဖြတ်ထားတဲ့နေရာကိုစက်ကူနဲ့ပတ်ထားလိုက်တယ်။ပတ်ထားတဲ့စက်ကူကိုအိုးမဲနဲ့တုပ်ထားလိုက်ပြန်တယ်။အတူတူနေတဲ့ဦးထွန်းတင်တော့ဘယ်နားမှာဖြတ်ထားတယ်ဆိုတာကိုမသိဘူး။တိုက်တန်းစီနဲ့ဂျမရာကလည်းမရိပ်မိဘူး။ထင်လည်းမထင်ဘူးလေ။ခွေလီတော်အေးမောင်ရဲ့အမှုတွဲဆိုလား။ရှစ်မှတ်ဒုက္ကံတက်ရောက်ရှိတယ်။သူတို့နဲ့ရင်းနှီးချစ်ခင်တဲ့သူပေါ့။စိယုံဖက်ကလာတဲ့လူဂျုံကိုမလိုက်တော့အဲ့ဒီဒုက္ကံရှစ်မှတ်ကသူတို့စီကိုရောက်လာတယ်။ အဲ့ဒီသူတို့တငယ်ချင်းကိုကြိုးချောင်းပြုတ်ပြပြီးသူတို့နဲ့အတူတိုက်မှာလာအိတ်ဖို့ပြောတယ်။ဒီတော့ဒုတ်ကိုင်းကသူနေကောင်းနေတာစိတ်ယုံတက်လို့ဘေးရမလဲ။တိုက်မှာလာအိတ်ဖို့ဆိုတာကမလွယ်ဘူးတဲ့။ဒီတော့ဆရာဝန်ပါရာရှစ်မှတ်ဒုတ်ကိုင်းကိုငွေငါးချက်ပေးပြီးလာအိတ်လို့ဖြစ်ပါတယ်လို့ခွေလီတော်အိမ်မောင်ကပြန်ပြောတယ်။ဒီလိုအားလုံးတည်ချပြီးဆိုတော့သူတို့တငယ်ချင်းရှစ်မှတ်ဒုတ်ကိုင်းကဖြတ်ထားတဲ့တန်တိုင်ကိုအပြခိုင်းတယ်။ ဘေးကြီးချစ်မောင်ကသူ့တို့ဖျက်ထားတဲ့နေရာကိုပြတော့အဲ့ဒီရှင်းမဲ့ထုတ်ကန်ကအေးဒီလိုတင်ချရင်ညအိတ်ဆောင်မပိတ်ခင်အရောက်လာခဲ့မယ်လို့ပြောပြီးပြန်သွားရောဒီထုတ်ကန်ပြန်သွားပြီးတနားရီမကြာခင်မှာပဲထောင်ပိုင်ကြီးဒုတိယထောင်ပိုင်ထောင်မူးကြီးနဲ့ဂျမရာတွေထုတ်ကန်တွေကတက်ချီပြီးလာကြတာပဲတိုက်ခန်းရှိလဲရောက်ရောဖွင့်ထားတဲ့တကားကိုတန်တုတ်တစ်ချောင်းနဲ့လိုက်ခောက်တယ် ဘီဂျီတို့ခွေလေးတို့တို့တငယ်ချင်းရှစ်မှတ်ထုတ်ကင်ကဒီနေရာပဲလို့လက်ညှိုးထိုးပြတော့ဖြတ်ထားတဲ့တန်တိုင်ကိုတွေ့တော့တာပေါ့အတူပြေးဖို့ခေါ်ကားမှထောင်ပိုင်ကြီးကို သွားပြောလို့ခိုင်းလိုက်တယ်လို့ဖြစ်နေပြီလေဘာမှအစ်စစ်မရှိဘူးပါလာတဲ့ဒုတ်ကင်တွေကသူတို့နဲ့ရောက်ကိုရောဥထွန်းတင်ကိုရောတုံးရိုက်တော့တာပဲတတိယတဲ့အချိန်ရောက်တော့ဥထွန်းတင်ကမူကျူးတိုက်ကိုရောက်နေပြီဘယ်ဖက်လက်အရင်ကျူးထားတဲ့နေရာအပေါ်နှာကထတ်ကျူးပြန်နေညာဖက်လက်မှလည်းကြေးသွားတယ် တကူလုံးမှာလည်းအတွင်းကြီးဒဏ်ရာတွေကများတော့စေးရုံမှာ၃လလလောက်လူမမာဖြစ်နေသေးတယ်လေခွေလေးတုံးနဲ့ဘေကြီးကိုတခြားတိုက်တွေမှာခွဲထည့်ထားလိုက်ကြတာပေါ့အဲ့ဒီကိစ္စကိုထောင်အရာရှိတွေကအမှုမလုပ်ဘူးသူတို့လည်းမစစ်ဘူးအပြစ်မှာလည်းတိုက်ချက်မဖွင့်ဘူးတကယ်ဆိုတော့ရဲဌာနနဲ့ဆိုင်တဲ့ကိစ္စပဲလက်လုံကုံသားနဲ့အမှုပိတ်လိုက်တာဖြစ်လိမ့်မယ်ဒီထောင်ဖို့မှုဒီရိုက်ပွဲနှစ်ပွဲကြီးပြီးတဲ့နောက်ထောင်မှုကြီးဘာကြီးက ောက်ကြားနေတိုင်းဦးထွန်းတင်စီစီးပြင်းလိတ်တွေပို့ပို့ပေးတယ်။ထောင်တွင်းရိုက်နှုတ်မှုပုံမလာအောင်ချော့တဲ့သဘောပဲ။ဦးထွန်းတင်ထောင်ထဲဝင်လာတဲ့နေ့ကဘူးဝမှာထုတ်ကင်တွေကထောင်ချလူတစ်တွေကိုကျွဲရိုက်၊နွားရိုက်ရိုက်ပြီးပုံစံပြတာကဘာကြီးရဲ့အစီအစဉ်ပဲမဟုတ်လား။ဒီလူမာကစင်နာစိတ်အစ်စ်တွေဝင်လာတယ်လို့ဦးထွန်းတင်ကနည်းနည်းလေးမှမထင်ဘူး။1949ခုနှစ်ဇူလိုင်လကိုရောက်ကြကလာကျမရာများတပြည့်ပြည့်နဲ့ကုန်ပြီ တိုင်းရင်းသားဂျမတာတွေအလုပ်ဝင်လာကြတယ်။မမာတွေဝင်လာတော့ဂျမတာလို့မခေါ်ပဲဝါရာလို့ခေါ်ကြတယ်။အပြင်ကလူအများကတော့ဝါတာတွေကို ထောက်ပြတာလို့လည်းခေါ်တယ်။အရင်ကထောင်းအဝင်ဝဘူးကြီးစီကနာယီမောင်းတန်နဲ့အတူကလားဘာသာနဲ့သာအော်တန်တွေကြားရတယ်။ကလားဂျမတာတွေမရှိတော့ဘဲတိုင်းရင်းသားဝါတာတွေကြီးဖြစ်လာတော့အားလုံးကောင်းပါတယ်ဆိုတဲ့အတန်ကိုကြားကြရတယ်လေ။စိတ်ယုံကဆင်းရပေးတဲ့နောက်လဲ လက်ကောက်ကြီးလိုနာမည်တွင်နေတဲ့ဦးထွန်းတင်ရဲ့ဇမားကြီးကတော့တင်မကောင်းဘူး။ရင်ထဲကအောင့်နေ။အသက်ပြင်းပြင်းမရှူနိုင်ဘူး။ညအဲ့လိုလဲမပြောဘူး။ဟုတ်တိပတ်တိလဲမစားနိုင်တော့ဘူး။ဒီအကြောင်းတွေကိုကြားတော့ထောင်မူကြီးဘာကြီးကဦးထွန်းတင်ကို ထောင်ပင်စေးရုံကိုတင်လိုက်တယ်။အဲ့ဒီခေတ်ကထောင်စေးရုံဆိုတာကစေဝါလဲဘာမှပြည့်ပြည့်စုံစုံမရှိဘူး။နောက်ပြီးဆရာဝန်တွေကိုယ်တိုင်ကသူတို့လက်ထဲမှာတစ်ခုခုဖြစ်မှာအင်မတန်ကြောက်ကြတယ်။ ဒါကြောင့်ယောဂါကြီးရင်တော့အပြင်စီယုံကြီးကိုပို့ဖို့မတ်ချက်ရေးကြတော့တာပဲဥထုတင်ကို TV အဆုံနာယောဂါဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရတဲ့သူတယောက်အဖြစ်ထောင်ဆရာဝန်များကသူတို့စီယုံမှာတင်ပြီးကုသပေးကြတယ်ဟုတ်ကဲ့လားတကယ်အဆုံနာဟုတ်ရဲ့လားဆိုတဲ့မိကွန်ကြီးကတော့ထောင်ထဲမှာကျဲလောက်လှတပုံတထောင်လုံးကဥထုတင်ရဲ့ယောဂါအမှန်ကိုသိချင်နေကြတယ်ယောဂါကကြီးလို့ အပြင်စေယုံကြီးမှာကုသမှဖြစ်မဲဆိုပြီးထောက်အာနာပိုင်များကဥထွန်းတင်ကို စေယုံကြီးပို့လိုက်ကြပြီ အပြင်စေယုံကြီးကဆရာဝန်များကရောဥထွန်းတင်ရဲ့ယောဂါကိုရှာလို့တွေ့ကြရလားမသိထောင်တွင်စေးစာအရာ TV ဆိုပြီးကုနေတာပဲလားမပြောတဲ့တိတိချာချာရှာရင်တော့ယောဂါအစင်မှန်ကိုတွေ့မှာပဲစေယုံကြီးမှာတော့အင်မတန်တက်ကြွတဲ့ပါရဂူဆရာဝန်ကြီးတွေကလည်းရှိတယ်ပစ္စည်းကရိယာတွေကလည်းစုံနေတယ် အမှန် TV ယောဂါသာဆိုရင်တော့ဆရာဝန်ကြီးများကပျောက်အောင်ကုသပေးနိုင်ပါလိမ့်မယ်။နောက်မချနိုင်သေးပါဘူး။ဒါပေမဲ့ဝန်ထွန်းတင်ရန်ကုန်ဆေးရုံကြီးမှာဆေးကုဖို့တွားရပေးတဲ့နောက်တော့ရန်ကုန်ထောင်ကြီးကိုပြန်ရောက်မလာတော့ဘူး။ယောဂါပြတ်သလားလူပါပြောက်သွားသလားဘယ်သူမှမသိရ။မခင်သူစီတော့အကြောင်းများကြားမလားမပြောတတ်ဘူး။ယောဂါပြောက်ရင်တော့လေဘူလာနေရာကိုပြန်ရောက်လာရမှာပဲ။ပုံစံခစ်ကခြောက်ထဲမှာ ဒီလိုနဲ့မထင်မရှားပြတ်သွားတဲ့သူပဲရှိရှိနေတာပဲထောင်ချဆိုတာဘာမှတံပိုးမထားတဲ့သူမဟုတ်လားဒီနောက်တော့ထောင်မူကြီးဘာကြီးလဲဆေးပြင်းလိုက်ပေးစရာမလိုတော့ဘူးသူ့မှာဒီတော့ကကင်းဝေးသွားပြီစုံချီလိုက်ပါနတ်စင်ပေးခဲ့ကြတဲ့သူတူတူယောက်ချင်းစီကို22ပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နှားဆင်အားပေးကြပါအောင်ရှင်။ channel ကို like and subscribe လုပ်ကြဖို့လည်းမမေ့ကြပါနဲ့နော်